အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဟယ်လိုအဲ့တော့နောက်ထပ်တဲ့နေ့တည်းမှာကြောင်းပြုတ်လေးပြန်လဲအရှိတ်ယူထားလိုက်အောင်အေးပါ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  ကဲအလုံးပဲမင်္ဂလာပါကဲလိုက်ကခဏလွင့်တာပါပြီးွားရင် နောက်ထပ်တစ်လိုက်ထပ်လာပါမယ်ဒီလိုက်လေးကအရေးကြီးတာလေးပြောစရာရှိတယ်ပါနော်အရေးကြီးတာလေးပြောစရာရှိလို့ပါကျေးဇူးပြုပြီးတော့လက်မလေးတွေပေးပါ share ပေးပါ share ပေးကြပါလို့မေတ္တာရက်ခတ်ပါတယ် နိုင်ငံသူနိုင်ငံသားတွေအတွက်မြန်မာနိုင်ငံအတွက်အရေးကြီးတာလေးကိုထပ်မံပြီးတော့ဝင်မျှပါဖြစ်ပါတယ်ခဏပါခဏပါခဏပါပြောစရာရှိတာပြောပြီးလိုက်ချမှာပါလိုက်ချပြီးနောက်ထပ်တစ်လိုက်ထပ်လာပါမယ်နောက်ထပ်တစ်လိုက်ကတော့ဝန်ထမ်းကြီးရာနဲ့ပတ်သက်တာပြောမှာဖြစ်ပါတယ်ကျွန်တော်၈နိုင်ထွင်စာစတင်မှာဖြစ်ပါတယ်เนาะကုမ္ပဏီမှာအိရှာဆက်တဲ့နဲ့ပတ်သက်ပြီးတော့စာစတင်မှာဖြစ်ပါတယ်အဲစနေနေ့တိုင်းမနေ့၈နိုင်ရနေနေ့လေ၁၂နိုင်အထိဖြစ်ပါတယ် ဒီနေ့ကို၄နာရီစာသင်ရမှာဖြစ်ပါတယ်။စနေနေ့တိုင်းအဲ့တော့၈နာရီမှလိုက်စာမသင်ခင်စာသင်နဲ့လိုက်မလွင့်ခင်ပါလောလောဆယ်နိုင်ငံသူနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံအတွက်အရေးကြီးတာလေးကိုပြောစရာရှိလို့လွှင့်ပေးလိုက်တာဖြစ်ပါတယ်။အဲ့တော့ဘာပြောချင်တာလဲကျွန်တော်ပို့စီတင်ပေးထားပါတယ်ဗျနော်ပို့စီတင်ပေးထားပါတယ်ကျွန်တော်ဗီဒီယိုဖိုင်တွေဝင်ဝင်ကြည့်ကြဖို့မေတ္တာရက်ခံပါတယ်နော်

မြန်မာနိုင်ငံဆိုတဲ့ဒုနိုင်ငံမှာတဲ့မြန်မာနိုင်ငံဆိုတဲ့ဒုနိုင်ငံမှာတဲ့ဗမာလူမျိုးအလိုအလိုမရှိဘူးတဲ့ဗမာတွေကခိုးဝင်လာတာကောင်းလေတဲ့နော်ကဘာကိုအတိပေးပြီးဖြစ်ပါတယ်တဲ့ဟာအဲမင်းတို့ရိုဟင်ဂျာခေါ်မွတ်စလင်ခေါ်မွတ်စလင်အစ္စလမ်ဘာသာဝင်တဲ့ကောင်တွေမင်းတို့မြန်မာနိုင်ငံမှာအေးစီးနေကြကျွန်တော်ဟိုးတခါတည်းကလည်းကျွန်တော်ပြောခဲ့ပြီးဦးတယ်နော်ဒီကောင်တွေ ရိုဟင်ဂျာခေါင်းစဉ်ကြီးနဲ့နိုင်ငံတော်တချင်းတွေတင်နေကြတယ်ရိုဟင်ဂျာခေါင်းစဉ်ကြီးနဲ့မြန်မာသားတွေဒုစားမြန်မာစကားတွေဒုစကားဆိုပြီးတင်နေကြတယ်ဒီကောင်တွေခြေလှမ်းတွေလှမ်းနေပြီနိုင်ငံမှာအပိုင်စီးတော့မယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အခုဒီကောင်ဘာပြောလဲငါတို့မြန်မာနိုင်ငံမှာတဲ့ဗမာလူမျိုးလူမရှိဘူးတဲ့နော်ဗမာတွေကခိုးဝင်နေတဲ့ခဲ့ကြ ရရဆက်ဆက်ပြောင်းမြန်မြန်ပြောရတယ်ဟမ်အဲ့တဲ့ကအဲ့တဲ့လို့မနေဘူးအင်းရှင်ကိုအဲ့တဲ့လို့တယ်တခိုးကအိတခိုးကပိုင်ရှင်ကိုတခိုးပြန်ဟစ်တယ်မြင်ကြလားမသိနော်ကျွန်တော်အဲ့ကြောင့်အမြင်တယ်ကျွန်တော်တို့ကအမြင်တယ်ကြိုကြိုကြီးပြောတယ်ဗျအဲဒီကောင်းနေခြေလမ်းဘယ်လှမ်းနေလဲဆိုတော့ကျွန်တော်သိတယ်ကျွန်တော်သိတယ်ဒါကြောင့်မလို့အခုလည်းဗာအခုပြောတာပဲကြည်ဒါကြီးကတော်တော်ရက်ဆက်လောကကြီးတယ်ဗျနော်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဗမာလူမျိုးလိုမရှိဘူးတဲ့ဒီကောင်လေးကခိုးဝင်နေပါတဲ့ ကဘာဟိုတိအောင်ချပြရမယ်ဟာဘလူညာညာသွေးနဲ့ပြောတာလဲတော့မသိဘူးဗျကြက်မပြေတာပဲလားဒီကောင်လေးနိုင်ငံယူယူနေတဲ့ကောင်တွေလားတော့မသိဘူးသူတို့ကဗမာနိုင်ငံလာနေပြီးတော့ဗမာလူမျိုးမရှိဘူးဆိုတော့ဘလူပြောမလဲဟမ်ဗမာလူမျိုးမရှိဆိုတော့ဘလူပြောမလဲနော်အဲ့တော့ဒါလေးတွေကိုနော်အဲခမရတို့မြန်မာတက်မတော်ရဲ့နောက်မှာ AC လိုက်ပြီးတော့ကာဝယ်ဆောက်ရှောက်နေတဲ့မြန်မာတက်မတော်ကြီးကိုနော် မျက်စောင်းတွေမထိုးကြပါနဲ့ကျွန်တော်တို့လှုပ်သိလှုပ်ထိုက်ရတဲ့အရာတွေလဲနော်ကျွန်တော်ကနိုင်ငံတော်အစိုးရဘာတွေတောင်းဆိုဖို့လိုအပ်တယ်လဲတောင်းဆိုရမှာတွေကျွန်တော်ချပြကျွန်တော်တို့ဒီဖက်ရှင်ပေါ့ဖက်ရှင်ဖက်ရှင်ကျွန်တော်ဖះရှင်ရဲ့ဥကောင်းတော်ကိုဖက်ရှင်လုပ်ပြီးတော့เนาะအတုံးချခဲ့တယ်ပေါ့ဖက်ရှင်လုပ်ခဲ့တယ်ကောเนาะ အဲဒီကောင်ကိုဒက္ခိရတိရိမြို့နယ်တရားရုံးကနေပြီးတော့ထောင်နန်းနှစ်နှစ်နော်အဲ17လပိုင်း21ရက်နေ့မှာချလိုက်တယ်နော်အဲ့တော့အဲ့လိုကိစ္စရက်တွေကထောင်နန်းနှစ်နှစ်ထဲဗျနော်ထောင်နန်းနှစ်နှစ်ထဲအဆင်မပြေဘူးအဆင်မပြေဘူးထောင်နန်းနှစ်နှစ်ထဲကအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံသားတွေကဟိုဥပဒေကိုမလေ့လာတဲ့ခါကျတော့ အပြစ်ပဲအေးယူတယ်ဆိုပြီးတော့ငြိမ်နေကြတာနော်ဒါတွေကမလုံသိမလုံထိုက်တဲ့ကိစ္စရက်တွေဖြစ်သလိုအပြစ်ပေးရင်လည်းနှစ်နှစ်နဲ့မရဘူးဗျနှစ်နှစ်နဲ့ပေးမပေးသင့်ဘူးနှစ်နှစ်ကရှော့ရက်ရှိသေးတယ်နော်ထောင်ကြပြီဆိုကွာစီးတယ်ပထမဒုတိယတတိယကွာဆိုပြီးတော့ရှိသေးတယ်ဗျနော်အဲသူ့ကွာပေါ်မူတည်ပြီးတော့ရှော့ရက်တွေများတယ်ဗျအဲ့တော့နှစ်နှစ်ဆိုလို့ရှိရင်အနည်းဆုံးလေးလာတော့ရှော့လိုက်လို့ရှိရင်နော်လေးလာပဲရှော့လိုက် 16လပဲနေရမယ်16လပဲနေရမှာဘာသာသာသနာကိုစော်ကားတဲ့ကောင်တွေ16လနဲ့တော့အဆင်မပြေဘူးဗျအဲ့တော့ကျွန်တော်တို့ကနိုင်ငံသူနိုင်ငံသားတွေကဥပဒေကိုမလေ့လာတော့မသိဘူးရာဇသက်ကြီးကိုလေ့လာပါရာဇသက်ကြီးကိုလေ့လာပါရာဇသက်ကြီးရဲ့ပုံမှန်295ပုံမှန်295ကိုတေချာဖတ်ပါ295ကာကြီး296 296အဲ့ဒါကဘာသာရေးနဲ့ပတ်သက်တဲ့ ပုံမတွေပါရာဇသက်ကြီးထဲမှာထည့်ရေးပေးတာပါတယ်နော်အဲ့တော့နှစ်ကိုးငါးကာကြီးနှစ်ကိုးငါးကိုကြည့်မယ်ဆိုရင်နှစ်နှစ်အများဆုံးပဲကျွန်တော်နိုင်ငံသူနိုင်ငံသားတွေကျွန်တော်တို့ဘာသာသာသနာကိုစော်ကားတဲ့ကောင်တွေဗမာပဲစော်ကားစော်ကားဘသူပဲစော်ကားစော်ကားစော်ကားတဲ့ကောင်နှစ်နှစ်နဲ့တော့အဆင်မပြေဘူးဗျနှစ်နှစ်နဲ့တော့အဆင်မပြေဘူးနော်အဲ့တော့အဲ့ဒါတွေကိုနှစ်တိုးဖို့အတွက်ကိုဘသူကဥဆောင်ပါလဲဥဆောင်မဲ့လို့မရှိဘူးတောင်းဆိုမဲ့လို့မရှိဘူး နော်ရာဇသက်ကြီးကိုပြင်ဆင်ဖို့တခါလာရင်လဲဖွဲ့စည်းပုံပြင်ဖို့ပဲပြောနေကြတာဖွဲ့စည်းပုံကအဲ့လောက်ထိအရေးကြီးပြင်ဖို့မလိုဘူးနိုင်ငံအတွက်အလုတ်လုတ်မဲ့ပုံမတွေအရင်ပြင်ရမှာဒါတွေကအလုတ်လုတ်နေရတဲ့ပုံမတွေဒီအမှုတွေသာသနာစော်ကားမှုတွေကအများရန်တက်နေတာနော်ဒီလိုတကယ်အလုတ်လုတ်ကမဲ့တကယ်မြေပြင်မှာတကယ်အလုတ်လုတ်ကမဲ့ပုံမတွေကိုအရင်မပြင်မဲတဲ့မဟုတ်ကောက်ကဖွဲ့စည်းပုံကိုပြင်လို့မရဘူးအဲ့တော့2 9 2 9မှာရေးထားတဲ့ ထောင်နဲ့နှစ်နှစ်ဆိုတာကိုကျွန်တော်တို့ကထပ်မံပြီးတင်ပြတောင်းဆိုဖို့လိုအပ်တယ်ဗျ။အဲ့တော့ကျွန်တော်ကမင်္ဂလာပါမင်္ဂလာပါ။ကျွန်တော်ရွေးကောက်ပွဲပြီးလို့ရှိရင်ကျွန်တော်လမ်းပေါ်စတက်မှာဖြစ်ပါတယ်။ကျွန်တော် WB အသင်းကိုသွားပြီးတော့ပြောမှာပါ။ကျွန်တော်ဒါလုတ်ချင်တယ်ဒါလုတ်ချင်တယ်ပါဝင်မလား။မပါဝင်လဲရတယ်ကျွန်တော်တကူတော့ဂျွန်းဆန္ဒဖော်ထုတ်မယ်။နံပါတ်၁ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းဖို့။နံပါတ်၂ဒီလိုပုံမှားတယ် ရာဇသက်ကြီးရဲ့ပုံမှန်295 295ကာကြီးမှာရှိတဲ့ထောင်နံတွေကိုတိုးမြင့်သတ်မှတ်ပေးဖို့ဒီပြည်ဆိုရင်ပေါပေါကျကျပဲသတ်မှတ်တဲ့ခါကျတော့ဘာဖြစ်လဲစော်ကားကြီးတိုင်းစော်ကားနေကြတယ်နော်အဲ့တော့ကျွန်တော်ဆန္ဒဖော်ထုတ်มาဖြစ်ပါတယ်ဂျေစုပြုပြီးတော့အဲဒီဗီဒီယိုဖိုင်လေးကို share ပေးကြပါဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းဖို့အရေးတကြီးလိုအပ်တယ်အခုဒီကောင်တွေကနိုင်ငံမှာလူနေပြီနော် ဗမာနိုင်ငံမဟုတ်ဘူးတဲ့ဗမာရိယာခိုးဝင်တဲ့မြန်မာနိုင်ငံဆိုတာကျွန်တော်တို့နိုင်ငံပါတဲ့ဗမာရိယာခိုးဝင်ပါတဲ့ဟာတခိုးကလူပြဟစ်လို့တခိုးကလူပြဟစ်လို့နော်အဲ့လိုတွေမဖြစ်ရအောင်လို့ကျွန်တော်တို့ကကားမှာဥပဒေရတရားဝင်တရားတရားဝင်တဲ့တရားဝင်တဲ့ဗုဒ္ဓဘာသာနိုင်ငံဖြစ်ဖို့နိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာဖြစ်ပြဖို့ထမ်းဖို့ထမ်းရမယ်အဲ့ဒါကိုကျွန်တော်တို့အရေးတကြီးအရင်လောက်ကမယ်ဒါမှဒီခွေးသံတောင်းစားတွေအောက်တန်းစားဘင်္ဂလီ ရိုဟင်ဂျာယူယူနေတဲ့နိုင်ငံယူယူနေတဲ့အောက်တန်းသားဘင်္ဂလီတွေရဲ့အဲပြဿနာကနေကျွန်တော်တို့တက်နိုင်သမျှကာမိမှာတော့ဥပဒေအရနိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာဖြစ် ပြဋ္ဌာန်းလိုက်ခြင်းအဖြစ်နော်ဘယ်ကောင်မှပေါ်ပေါ်တက်တက်မျက်စောင်းမထိုးရတော့ဗုဒ္ဓဘာသာကိုသာနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းလိုက်ခြင်းအဖြစ်ဆောစောကလို့ရာဇသက်ကြီးတွေမှာပါတဲ့ပုံမတွေကတိုးမြင့်တက်မှလို့ရသွားပြီဗျနော်အခုက 2008ဘွယ်စည်းဘုတ်အခြေခံဥပဒေမှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်မတတ်မှတ်ထားဘူးမတတ်မှတ်ထားတော့အရှင်အကြီးထဲလို့မရဘူးအရှင်ကြီးထဲလို့မရဘူးအဲ့တော့နှစ်ကိုငါကာကြီးခါဝေးဇာတိအကုန်လုံးကိုနှစ်နှစ်မကအနည်းဆုံး9နှစ်ဗျာအနည်းဆုံး9နှစ် तू ကရှော့ရဲနေဆိုနှစ်နှစ်ဆိုတာဘာမှမဟုတ်ဖေးလက်ကောင်းလည်းနဲ့ပြီးသွားမှာနော်အထဲမှာအိတ်လိုက်စားလိုက်ရေတောက်လိုက်ခိုင်းတဲ့အားလေးလှုပ်ပြီးလဲနှစ်နှစ်ကဖေးလက်ကောင်းလည်းနဲ့ပြီးသွားမှာအင်းပြန်ထွက်လာရင်ပြန်စော်ကားမဲ့ကောင်တွေပဲ ဲ့တော့ကျွန်တော်တို့ကအရင်ဦးဆုံးဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းဖို့အရင်ကြိုးစားရမယ်။ပြီးသွားလို့ရှိရင်ဒီရာဇသက်ကြီးထဲမှာပါတဲ့295ကာကြီးခါခွင်296 299 298ဒီပုံမှားတွေကိုအရှင်တွေကိုတိုးမြင့်တတ်မှတ်ဖို့နော်အရှင်တွေကိုတိုးမြင့်တတ်မှတ်ဖို့လိုအပ်ပါတယ်။အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်ကလမ်းပေါ်တက်ပြီးတော့ဆန္ဒဖော်ထုတ်တော့မှာဖြစ်ပါတယ်။ရွေးကောက်ပွဲပြီးတာနဲ့ကျွန်တော်ဆန္ဒဖော်ထုတ်တော့ပါပါ။အခုကျွန်တော်ရဲတွေတက်ဆိုင်ရာဗဘဲတန်းရဲတွေကျွန်တော်လိုက်ချိန်နေပါတယ်နော်။ ရင်းနေတဲ့သူတွေလိုက်ရှာပြီးပြန်ချိန်နေပါတယ်နော်အေးစေးမနေဘူးမနဲ့စောစီအဆဲလာတောင်းပြန်ပြီဟင်မနဲ့စောစီအဆဲလာတောင်းပြန်ပြီနော်နော်အဲ့ဒါဆိုနားလည်မဲ့ထင်ပါတယ်နော်ကျွန်တော်ကဒီလိုက်လေးကအေးတကြီးလိုက်လွှင့်နေတာပဲကျေးဇူးပြုပြီးတော့ live site လိုက်ချသွားတဲ့အခါကျရင်နော် လက်မလေးတွေပေးပါပြီးလို့ရှိရင်ကိုမအ ਨੇ စုံ၃ခုလောက်ရေးသွားပါဒါမှဂျူးဂျူးကဒါတွေဖြတ်မှာဖြစ်ပါတယ်နော်အခုကျွန်တော်ဗီဒီယိုဖိုင်တွေပါချပေးထားတယ်နော်ဗမာတွေကဒီမြန်မာနိုင်ငံကသူတို့နိုင်ငံပါတဲ့ဗမာတွေဗမာတွေကခိုးဝင်ပါတဲ့နော်ဗမာလူမျိုးဆိုတာမရှိပါဘူးတဲ့အာသူတို့အမပြောနေတယ်နော်ပြောနေတာဒါဒီကောင်တွေချပြတယ်ဒီကောင်တွေပြောနေတာတွေကိုကျွန်တော်ကတက်တဲ့ထောက်ထားနေပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါတွေကိုနိုင်ငံသူနိုင်ငံသားတွေသိဖို့လိုအပ်ပါတယ် နိုင်ငံသူနိုင်ငံသားတွေတွေးအေးနေလို့မရပါဘူးညတယောက်တစ်ပေါင်းနဲ့တွားနေလို့မရတော့ပါဘူးခင်ဗျားတို့ဗုဒ္ဓဘာသာခင်ဗျားတို့ဖျားထိုက်ရှိခိုးရဲမလားခင်ဗျားတို့ဗမာဗုဒ္ဓဘာသာဝင်နေမလားတခြားတိုင်းသားတွေလည်းဗုဒ္ဓဘာသာတွေရှိပါတယ်နော်အဲခင်ဗျားတို့ကိုယ်စားမကိုယ်မလေးစားဘူးကိုယ်တောင်မှကိုယ်မယူဘူးဆိုလို့ရှိရင်တော့ခင်ဗျားတို့လဲတာသိလိုက်နော်ကျွန်တော်တို့ကအမောခံပြီးရှေ့ကလိုက်လုတ်ပေးနေတယ်ပြီးကျွန်တော်လမ်းပေါ်တက်လဲကျွန်တော်ထွက်အောင်မှာကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော်ထွက်မှာအဲ့တော့ခင်ဗျားတို့ရဲ့တောင်းဝန်ကပြီးလိုက်ချသွားရင် အောက်မှာကွန်မန့်သုံးခုရေး 比话，来嘛比话，来茶比话嘛，来茶比话嘛，来嘛比，哥们调过多五爷，第六 boss 嘛，第六 boss 嘛，没爷无所谓，第六 boss 嘛，没爷无所谓，他们家来啦。得对来，喏、嗯嗯，这老来，这老来、嗯，第六你们五张来哦，喏，第七的来们五张来哦，我那时候就觉得也没劲啊，没没解没了嘛哇，啊解没了，多，吧？来，多来、嗯，多来，喏。 ဲ့တော့ကျေးဇူးပြုပြီးတော့ဒီလိုက်ချသွားရင်လက်မပေးလိုက်ချပြီးရင်လက်မမပေးရသေးဘူးလက်မပေးကိုမတ်ကိုတယောက်ကိုသုံးခုရေးနော်တယောက်ကိုသုံးခုကိုမတ်သုံးခုရေးကြည်ရေး high 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 ပဲရေးရေးကိုမတ်သုံးခုဖြင့်ပြီးတော့ကိုမတ်သုံးခုဖြင့်ပြီးတော့ရေးကြည်ရေးအဲ့ဒါမှယူကျူကမင်းများလွှင့်မှာမင်းများလွှင့်ဒီလိုအရေးကြီးတဲ့ file ကနိုင်ငံသူနိုင်ငံသားတွေအကုန်သိရမယ်ကျွန်တော်ဗီဒီယို file ချပြပေးပြီးသွားပြီပြီးတော့မှပြန်ကြည့်နော်ပြီးတော့မှပြန်ကြည့် ။ဘာအတွက်လဲတဲ့။ဘာအတွက်လဲဆိုအခုမှရောက်လာတာမဟုတ်လို့လိုက်ချသွားရင်ကြည့်ကျွန်တော်အခုလိုက်ချတော့မှာ။နော်အဲ့တော့ကျွန်တော်တို့ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်အရင်ပြထမ်းပြီးပါသားလေရာဇဇကြီးထဲမှာပါတဲ့295ထဲမှာ296 296ထဲမှာပါတဲ့အရှင်တွေကိုတိုးမိတမ်းမဖို့ဆိုတာဖြစ်နိုင်မှာ။နော်ဒီပြီဆိုဒီနှစ်နှစ်တစ်နှ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 စ်သုံးနှစ်နဲ့တိုင်ပတ်နေမှာ။နော်အခုရေးခိုင်းတာမဟုတ်ပါဘူးလိုက်ချသွားမှာလိုက်ချသွားမှာလိုက်ချသွားမှာဒီဗီဒီယိုဖိုင်အောက်မှာ နော်ကိုမတ်သုံးခုရေးခိုင်းတာဘာမှမတိလိုက်ဘူးပြန်ပြောပေးမယ်နော်ပြန်ချတော့လိုက်ချအောင်ပြန်ကြည့်ရင်ကြည့်အခုရိုဟင်ဂျာဟောဘင်္ဂလီတွေကနော်ဗီဒီယိုဖိုင်တစ်တော့မှာတက်လာတယ်ဘာပြောလဲဆိုတော့မြန်မာနိုင်ငံကသူတို့နိုင်ငံပါတဲ့ဗမာတွေကခိုးဝင်နေပါတဲ့ကဘာကတိအောင်သူတို့ပြောဖို့လိုအပ်ပါတယ်တဲ့အဲလေတခိုးကလူပြန်ဟစ်ပြီးတော့ဒီနိုင်ငံကိုမြတ်သူတို့နိုင်ငံလုံနေတာ ချက်ကိုကလူပြဟဲ့ပြီးတော့နော်တော့ဒီလိုកောင်မျိုးတွေကိုကျွန်တော်တို့သတိထားရမယ်နောက်တကဘာသာသာသနာနဲ့ဒီလိုပတ်သက်ပြီးတော့ဒီလိုစော်ကားမော်ကားလုပ်တာတွေကအရှင်နှစ်နှစ်ထဲကအစင်မပြေဘူးရာဇသက်ကြီး2 9 9 9 6 9 9ခုမှတေချာကြည့်ပါအဲ့တော့အဲ့ဒီအရှင်တွေကိုတိုးမြင့်တက်မှတ်ဖို့လဲကျွန်တော်တင်ပြတောင်းဆိုဖို့လိုအပ်ပါတယ်နော်အဲ့တော့ကျွန်တော်ကရွေးကောက်ပွဲပြီးလို့ရှိရင်ကျွန်တော်လမ်းပေါ်စတက်တော့မှာဖြစ်ပါတယ် စူးလေဖေးရမှာကျွန်တော်ကြိုးကျင့်ရမယ်ကျွန်တော်စတင်ပြီးအသက်ဆိုင်ရာနေမြေကန်ရဲစခန်းကိုကျွန်တော်စတင်ပြီးွားရင်ကျွန်တော်ကြိုးကျင့်ရမယ်နော်ကျွန်တော်တကူတော်ပဲဆန္ဒအရင်ဆုံး WMP အသင်းတော်သွားအကြောင်းကြားမယ်သူတို့ပါလို့ရှိရင်ပြဿနာမပါရင်တော့တကူတော်ဆန္ဒဖော်ထုတ်မှာနော်အခါကြရင်အဲလာရောက်ပူပေါင်းလို့ရတယ်နော်လာရောက်ပူပေါင်းလို့ရပါတယ်ကျွန်တော်ကြိုးပြီးကျင့်ရမယ်ရဲစခန်းကိုစတင်ပြီးပြီဆိုလို့ရှိရင်ကြိုးကျင့်ရမယ်ကြိုးကျင့်ရတဲ့အခါကျရင်အဲစူးလေဖေးရမှာနော်အဲ့ စုလေးဘုရားရှိရပန်းကြံမှာလာပြီးတော့လူတိုင်းလူတိုင်းလာပြီးဝင်ရလို့ရတယ်ကျွန်တော်ဥဆောင်ပြီးတော့လုံမှာကျွန်တော်လောလောဆယ် hand speaker တစ်ခုဝယ်ရမယ် overnight နှစ်ခုလုံမှာပေါ့စောစောကလို့ဘုရားဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းပေးဖို့ဆိုတဲ့ overnight ရဲ့အဲ့တော့သာသနာကိုညှို့နှံစော်ကားမော်ကားလုပ်တဲ့သူတွေကိုအရှင်နှစ်နှစ်သေးသည်နဲပါတယ်တိုးမြင့်တက်မတ်တင်ပါတယ်စသဖြင့်ပေါ့ဗျာအဲ့လိုအရေးကြီးတဲ့ဥစ္စာလေးတွေကိုကျွန်တော် overnight ရိုက်မှာတစ်ခုချင်းစီရိုက်ပြီးတော့ဘေးမှာထားပြီး hand speaker နဲ့អော်မှာတကူတော်လုံမှာနော် အဲ့တော့ဂျေစုပြုပြီးတော့ဒီလိုသာသနာစော်ကားတဲ့ကိစ္စတွေဒီလိုလုပ်ရမယ်ဆိုတဲ့အကြောင်းလေးတွေကိုတနိုင်ငံလုံးမြန်သိုးတည်ဖို့အတွက်ကိုကျွန်တော်လိုက်ချသွားပြီးဆိုတာနဲ့နော်ရှယ်တဲ့သူကရှယ်လိုက်ပေးတဲ့သူကပေးကွန်မန့်မှာအ ਨੇ စုံကွန်မန့်၃ဦးလောက်ရေးသွားလိုက်ချသွားတာနဲ့ဒါမှဒီဗီဒီယိုကတနိုင်ငံလုံးဖြန့်ပါနော် YouTube ကအဲ့လိုလူကြည့်တဲ့သူများမှလိုက်ပေးတဲ့သူများမှကွန်မန့်ပေးတဲ့သူများမှသူကလိုက်ဖြန့်တာဒါမှအချိန်နဲ့တပြေးညီသိမှာနော် ဒီလောက်ဆိုနားလည်မယ်ထင်ပါတယ်နော်အဲကျွန်တော်ဒီလိုက်ချပြီးတော့နောက်ထပ်တက်လိုက်ထက်လွင်ပါပါနောက်ထပ်တက်လိုက်ကကျွန်တော်စတင်ပါမှို့လို့အဲ့လိုဝန်ထမ်းကြီးယာတွေစတင်ပါ7နိုင်ရနေ10နိုင်အထိ12နိုင်အထိဝန်ထမ်းကြီးယာတွေစတင်ပါအဲကျွန်တော်လိုက်လွင်တာပါနောက်တစ်လိုက်ကတော့နောက်တစ်လိုက်ကတော့နိုင်ငံရေးလိုက်မဟုတ်ပါဘူးနော်ကုမ္ပဏီနဲ့ပတ်သက်တဲ့အဲမူဝါဒရေးတာတွေနဲ့ပတ်သက်တဲ့အဲတင်းနန်းတင်းနန်းလိုက်ကလေးဖြစ်ပါတယ်နောက်တစ်လိုက်ကတော့တင်းပါတင်းပါတင်းပါကျွန်တော်တင်းပါတင်းပါနော်အဲ့တော့ အဲ့လိုပွဲတွေမှာလိုက်ကျင်တဲ့သူတွေကအခုတည်းကကျွန်တော်ရင်းနှီးဖြစ်အောင်နော်ဗိုက်ဘာကိုစကားလာပြောလို့ရပါတယ်နော်အဲကျွန်တော်အားတဲ့အချိန်မှာစကားပြောပေးပါမယ်ကျွန်တော်ဖုန်းနံပါတ်တင်ပေးထားပါတယ်နော် profile မှာကျွန်တော် profile မှာကျွန်တော်ဖုန်းနံပါတ်တင်ပေးထားပါတယ်အဲ့မှာဖုန်းနံပါတ်အဲ့ဒီဖုန်းနံပါတ်ဒီ Viber Telegram ဖုန်းနံပါတ်ပါပဲနော်သွားကြကွာမင်းတို့ကလည်းတကယ်အယုံနောက်တဲ့ကောင်တွေဒူးဒူးစကားကောင်းပြောနေတာကလားမျိုးတွေလားမသိဒီကောင်တွေ တော်တော်ကလာကလာဘောကြိုက်တယ်ထင်တယ်ဟဲ့လားမနေ့စောစီအာယုံလာနောက်တယ် Viber မရှိရ Telegram လည်းရတယ်အဲ့မှာကျွန်တော်ဖုန်းနံပါတ်တင်ထားတယ် Viber လည်းအဲ့ဒီဖုန်းပဲ Telegram လည်းအဲ့ဒီဖုန်းပဲကိုကိုပေးခြင်းနဲ့ပါတီပေးွာသူများလာပြောမနေနဲ့ကြိုက်တဲ့ပါတီကိုပေးမင်းကြိုက်တဲ့ပါတီကိုပေးဒါပါတီစုပ်ဒီမိုကရေစီတပါတီစနစ်မဟုတ်ဘူးဘယ်ပါတီမှလည်းမနိုင်ဘူးကိုကြိုက်တဲ့ပါတီကိုပေးလိုက် ဒီထဲမှာဥနုပါတိတပါတိပါတယ်နော်ဥနုပါတိတပါတိပါတယ်ဒီထဲမှာတောက်ခံနေတဲ့ကလားဆိုကြည့်လို့ကိုမရဘူးတဲ့ဖုန်းပေးညီလေးတဲ့ကျွန်တော်ဖုန်းနံပါတ်တင်ထားတယ်လေ profile မှာဖုန်းနံပါတ်တင်ထားတယ်အဲ့ဒီမှာ line နှိပ်ကြည့် line နှိပ်ကြည့် profile profile မှာဖုန်းနံပါတ်တင်ထားတယ်နော်ကဲဒါဆိုရင်ဒါတွေအခုပြောသွားတာနဲ့ပတ်သက်ပြီးဗာမေးစရာရှိလဲမေးစရာရှိရင်မေးပါကျွန်တော် like ချမယ်ကျွန်တော်စာတင်တော့မှာမဟုတ်လို့ စာသင်နဲ့နောက်တက်လိုက်ထက်လွယ်မှာဥနုဥနုပါတီပါတယ်နော်ဥနုပါတီဆိုတာကအဲဥနုတံမီပေါ့ဗျာပါတီဥက္ကဋ္ဌဥနုတံမီပေါ့ဒေါ်တန်းတန်းနုနော်ဒေါ်တန်းတန်းနုပါတီဥက္ကဋ္ဌအနေနဲ့အဲဒေါ်တန်းတန်းက2010တည်းရဗျာနော်2010တည်းကအဲသူတို့ပါတီဝေရောက်ရှင်ပြန်တာ အဲသူကတော့2010တုန်းကဒီဘဘဲတန်းလားမသိဝင်ရောက်ရှင်ပြိုင်တာဘဘဲတန်းလားမသိဝင်ရောက်ရှင်ပြိုင်တာမနိုင်သွားဘူးပေါ့နော်အခုလည်းကျွန်တော်တို့သူတို့ထပ်ဝင်ပြိုင်တာပေါ့နော်ဥနုသမီးပါတီဒေါ်တန်းတန်းနုဒီမိုကရက်တစ်ပါတီလားမသိဘူးနာမည်ကဒေါ်တန်းတန်းနုစောကားဓာတ်တွေများနေပြီဗုဒ္ဓဘာသာဓာတ်တွေညီညွတ်သိမ့်ပြီတဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့တော့ ဟိုဥဒန်းရွှေကြီးပါတီကကြန့်ခိုင်ရေးနော်ဥနေဝင်းရဲ့ပါတီကတာဆညာဥနုရဲ့ပါတီကဒေါ်တန်းတန်းနုနော်ဒီမိုကရက်တစ်ပါတီအဲဒီလိုလေးရှိတယ်ပေါ့ဗျာနော်အဲဒီလိုပါတီတွေကတော့ခိုင်မာအားကောင်းတဲ့ပါတီတွေပဲနော်အဲဒေါ်တန်းတန်းနုကတော့ဒီမိုကရက်တစ်ပါတီလို့ပြောတော့သူ့ရဲ့သူ့ရဲ့ရည်ရွယ်ချက်ကဒီမိုကရက်ဒီမိုကရေစီအတွက်အမ်ဒီကကြန့်ခိုင်ရေးနဲ့တာဆညာကတော့ဘာအတွက်လဲဒုတာဝန်ရေးသုံးပါအတွက်အဲအဲ့လိုသွားတယ်ဒါသဘောတရားလေးတွေသိဖို့လိုအပ်တယ် ဘာရီလာဟောင်းနေတာလေဘာရီလာဟောင်းနေတာလေမနဲ့စောစောစီဘာရီလာဟောင်းနေတာလေစကားအကောင်းပြောတာလူလူပြောနေတာအာလိမ့်စာပေးညီလေးတဲ့ဟာအဲ့လောက်ထိလွယ်လို့လားအဲ့လောက်ထိလွယ်လို့လားဟမ်ငါတို့လည်းကျွန်တော်မသိကျွန်တော်လည်းခင်ဗျားတို့မသိပဲနဲ့အဲ့လောက်ထိလွယ်လို့လားပေးမဲ့ပေးခင်ဗျားတို့လိမ့်စာပေးလိုက်လေကျွန်တော်လမ်းပါပေါ့ မင်္ဂလာပါမင်္ဂလာပါเนาะအဲ့တော့ကျေးဇူးပြုပြီးတော့ဒီ లై ချလို့ရှိရင်တော့လူတိုင်းဒီမှာလာကြည့်တဲ့သူတိုင်းလူတိုင်းကိုစီတာဝန်ယူပေးပါဒီ లై ချပြီးွားလို့ရှိရင်လက်မပေးပါ comment သုံးခုရေးပါကြားတော့လူတိုင်းလုပ်ပေးပါဖြစ်နိုင် share ပါ share ပေးပါ Facebook တွေ share เนาะ share လို့ရတဲ့နေရာတွေအကုန် like share ပါเนาะဒါကအရေးကြီးပါတယ်ဒါကသွေးအေးနေလို့မရပါဘူးကျွန်တော်ထပ်မပြောတော့ပါဘူး မိနစ်20ဖြစ်သွားပါပြီကျွန်တော်လိုက်ချပါတော့မယ်နောက်တစ်လိုက်မှာကျွန်တော်စတင်မှာဖြစ်ပါတယ်ဝင်နေရာနဲ့ပတ်သက်ပြီးတော့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့နောက်တစ်လိုက်မှာကျွန်တော်စတင်တော့မှာမို့လို့เนาะကျွန်တော်လိုက်ချပါတော့မယ်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကိုစီတာဝန်ယူနော်လိုက်ရယ်ကွန်မန့်သုံးခုရယ်ရှယ်ရယ်ရှယ်မလုံနိုင်လဲပြဿနာမရှိရှယ်လုံရင်ပိုကောင်းတယ်လိုက်ကွန်မန့်သုံးခုကိုစီတာဝန်ယူပါဒါပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်အကုန်ရှယ်ရင်ပူကြိုက်တာပေါ့အကုန်ရှယ်ရင်ပူကြိုက်တယ်เนาะ အဲလိုက်ချပါဆိုမှလာပြီးချကန်လေးမှလာပြီးတုံနေသေးတယ်။သွားပါကွာမင်းတို့တွေ။ကဲလိုက်ချပြီလိုက်ချပြီနောက်တစ်လိုက်လာမယ်နော်။